အားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်ဒီအောင်လိုက်မင်္ဂလာပါဒါကျွန်တော်တို့အခု Liverpool အသင်းကသူတို့ရဲ့ကစားသမားတွေကိုတယောက်ပြီးတယောက်အားဖြည့်နေတဲ့အချိန်မှာအခု Florian Vaz ကိုခေါ်ယူနိုင်ဖို့နောက်ထပ်ခြေလှမ်းတစ်လမ်းကိုစတင်လှမ်းလိုက်နိုင် ဖြစ်တယ်ဆိုတော့ Manchester City ကဒီ race ကထွက်သွားပြီးတဲ့အချိန်မှာဂျာမန်ရဲ့အသက်22နှစ်အရွယ်ရှိတဲ့ဒီ Lunes Superstar ကို Liverpool အသင်းနဲ့ဝဲမတွေ့ရဲ့ Bayern Munich ရဲ့၃တင်းပဲလိုက်တယ် အဲ့ချိန်မှာဒါလီဗာပူးအသင်းကပြိုင်ဘက်တသင်းကိုကျော်ပြီးတော့ဦးစားလက်ဦးမူရဖို့တော့အစွမ်းကုန်ကြိုးပမ်းရင်းနဲ့အခုဒီကနေ့ရပိုင်ကပဲအာမီစလောကာဖလိုရီယန်ဘတ်စကက်တာဝန်ရှိသူတွေဖလိုရီယန်ဘတ်စကက်မိဘတွေကိုလီဗာပူးအသင်းရဲ့ project ကိုခြားပြပြီးတော့ဒီကြောင်းစုကိုသူတို့ဘက်ကဒါအပိုင်ရအောင်လုပ်ဖို့အစွမ်းကုန်ကြိုးပမ်းလည်းရှိတယ်ဆိုတော့အခုလောလောဆယ်အတီထားရ ဘာဖြစ်နေလဲဆိုတော့ Florian Basket final decision ကိုစောင့်ရကိုလေဆိုတော့ဒီနေရာမှာဒါအခုလက်ရှိမှာ Liverpool အသင်းက Florian Basket အပြောင်းရွှေ့ရဲ့ဒါဒါအရေးပါတဲ့အခြေအနေတွေကိုစတင်ဆွေးနွေးရရှိကြောင်းပေါ်ပြလာတယ်ဆိုတော့ဒီနေရာမှာ Arne Slot ကဒီ Florian Basket နဲ့ two family ကို club ရဲ့ project နောက်တစ်ခုကသူအသင်းမှာဘယ်လောက်ထိရေးပါခွင့်ရမလဲဆိုတဲ့အချက်တွေအားလုံးကိုထည့်သွင်းပြီးတော့သူတို့ဘက်ကဒါအခုလောလောဆယ်အနေထားရ ထုတ်ပြထားတယ်ဆိုဒီချက်ကိုကြည့်ချင်းအပြင် Foreign Bus ကဒါ Liverpool အသင်းတို့အရေးပါတဲ့အကြောင်းအရာတစ်ခုဖြစ်လာဖို့သူတို့ကယူရထားတယ်ဆိုတော့ဒါ Liverpool ဘက်ကအခုလောလောဆယ်မှာ initial contract ကိုဒီစားမောက်ကန်လန်ပေးထားတယ်အဲ့ကန်လန်မှုမှာ a message ဒီဖြစ်ပြီးတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ်အထူးသဖြင့်ကစားမပတ်မှာခံစား권ညားစွာရှိမယ်လီဗာပူးနဲ့ပတ်သက်လို့ဒါရပိုင်ခွင့်နောက်လီဗာပူးမှာသူ့ရဲ့အရေးပါမှုတွေအားလုံးကိုချပြထားတဲ့အတွက်ကြောင့်ဒီ Florian Vaz ကိုသူ့ရဲ့မိသားစုဝင်တွေအားလုံးကဒီ proposal ကိုတော်တော်လေးသဘောကျတယ်ဆိုတော့ဒီဒီကအခုလောလောဆယ်မှာ advanced stage ကိုတော့မရောက်သေးဘူး ဒန်တီဖြစ်ပေါ်တဲ့လူသေးတယ်ဒါပေမဲ့ဒါလီဗာပူးကအခုလောလောဆယ်မှာဘိုင်နူးနဲ့ရောရဲမက်ဒရစ်အသင်းကိုကြော်ပြီးတော့ဦးစားပေးအဆင့်ရောက်လာတယ်ဆိုတဲ့သဘောပဲဆိုတော့အစောပိုင်းတော့ကဘိုင်ယံကိုပြောင်းချင်တယ်ကစားမကလည်းဘိုင်ယံကိုလည်းတကယ်လေးပြောင်းချင်တယ်ဒါပေမဲ့ကန်ဆိုးချင်တော့လီဗာကူစင်ကလုံးဝမရဘူးလီဗာကူစင်ကမရောက်ဘူးလို့ဆိုဖြစ်တဲ့အတွက်ကြောင့်ဒီဒီဟာတော်တော်လေးတိုင်ပတ်သွားတယ်လီဗာကူစင်ဘက်ကပြောင်းရွှေ့ချင်းကိုတန်း150လောက်သတ်မှတ်ထားတယ်ဘိုင်ယံကို လုံးဝမရဘူးဘိုင်ယံကတန်း100ပေးထားတယ်ပြောင်းရွှေ့ကမဖြစ်ဘူးအဲ့ဒါနဲ့နောက်ဆုံးမှာ ဒါ Manchester City ကကမ်းလှမ်းမှုတချို့ရှိတယ်ဒါပေမဲ့အဲ Man City ကမ်းလှမ်းတဲ့တချို့မှာလည်းဒါစိတ်ဝင်စားစရာအချက်တွေရှိတယ်ဒါအဲ့အတွက်ကြောင့်နောက်ဆုံးမှာ Man City ရဲ့အပြောင်းရွှေ့လည်းမဖြစ်တော့ဘူးနောက်ဆုံး Man City ကလည်းနောက်တစ်ခုကဒီပြောင်းရွှေ့အတွက်တန်း300လောက်300မယ်ဆိုတဲ့အနေထားကိုသူတို့လည်းမတုံးချင်ဘူးဆိုတော့ okay so Florian Vaz တွေ Liverpool နဲ့ Real Madrid နှစ်သိမ့်မဲ့ channel ချိန်မှာဒါအခု Liverpool ဘက်က initial contract ရဲ့နောက် contract မှာပါတဲ့အချက်တွေရဲ့ နောက် club ရဲ့ဒါ proposal တွေ club ရဲ့ project brand ကိုချပြတဲ့အချိန်မှာ foreign verse မိသားစုဟာ anfield နဲ့ liverpool ရဲ့အသင်းကိုပြောင်းဖို့ဒါပို့ပြီးတော့အလေးသာစဉ်းစားလိုက်ပြီးဖြစ်ကြောင်းနဲ့ liverpool ကိုပို့ပြီး prefer ဖြစ်လာတယ်လို့ဆိုထားတယ်ဆိုတော့အခုလောလောဆယ်မှာ liverpool အသင်းကြီးကလည်းသူလောက်ခလာစားအနည်းဆုံးမသိန်းခွဲပတ်ဝန်းကျင်3သိန်းလောက်ထိတောင်ရနိုင်တယ်ဘာလို့ဆိုတော့ဘာလဲ liverpool ဆင်မှာလဲသူက လာစားအများကြီးရတယ်ကစားမားတွေမှာပါတယ်လီဗာပူးစင်နဲ့သူ့ရဲ့ contract က2029 28 ठी ရှိတယ်လီဗာပူးစင်ကသူ့ကို gentleman agreement ပေးထားတယ်ပေးထားတဲ့အတွက်ကြောင့် club ဘက်ကထိုက်တဲ့ပြောင်းရွှေ့ချီဆိုတာကသူ့သတ်မှတ်ထားတဲ့ Euro တန်125တန်130ပေါ့လေပုံမှန်အဖြစ်တော့တန်150ဒါပေမဲ့125လောက်နဲ့ဒန်တီဖြစ်နိုင်ရယ်ဆိုတော့ ။ Bayern Munich ကတော့လက်မလျှော့သေးဘူး။နောက်ဆုံးအခြေတည်ကြိုးပမ်းနေတယ်။ဆိုတော့ Florian Wirtz ကို Leverkusen ရဲ့နီးပြဟောင်းဒါအလွန်ဆိုကတော့အရခေါ်ချင်ပေမဲ့ Real Madrid ကကွင်းလည်းမလိုတော့ဘူး။ဒါအခုလောလောဆယ်နေထားရလူကမှုတွေထွက်ဖို့တေးကြပြီးတိုင်အောင် Madrid ကအခြား target တွေကိုလေဒီပြောင်းရွှေ့မှာဈေးကြီးနိုင်ပြီးအခြေအနေပေါ့လေ။အားလုံးကြည့်တဲ့အချိန်မှာ Florian Wirtz က Liverpool ဘက် option အကောင်းဆုံးဖြစ်လာတယ်။ဆိုတော့ Liverpool ပြိတက်တွေတော့မထင်မှတ်ပဲနဲ့ဒါတကယ်ကိုအရေးပါတဲ့ major sign နဲ့ Prof Jeremy Frimpong ကို Liverpool ဆင်အသင်းပေါ်ကို Liverpool ကခေါ်ပြီးသားဖြစ်တဲ့အတွက် ကြောင့်အာနီစလော့အတွက်နောက်ထပ်လီဗာပူးစင်ကစားမကိုခေါ်ဖို့နောက်မီလော့စ်ကာကီကိုမန်ချက်စတာစီးတီးကိုကြော်ပြီးခေါ်နိုင်ဖို့ဆိုတော့တို့ကအခုလောလောဆယ်မှာစန်တဘက်တယောက်တော့ထပ်လိုက်မယ်လက်ဘက်လိုက်နဲ့ရိုက်ဘက်ရပြီးပြီးတွင်လေ AM ရမယ်ဆိုရင်တော့တို့အယောက်ဘက်ကိုပြန်ပြီးတော့နောက်ပိုင်းမှာထပ်ပြီးပြန်စားမယ်အခုလောလောဆယ်မှာတော့ဖလော်ရီယန်ဘတ်ကလီဗာပူးအတွက်ဒါတကယ်ကိုအရေးပါတဲ့ခြေလှမ်းနဲ့ဒါတစ်ဖက်ကဘိုင်မြူးနစ်နဲ့ရယ်မက်ဒရစ်ကိုကြော်ပြီးဒီကစားမကိုစီရုံးဖို့ကအခြေအနေတော်လေးကောင်းနေပြီဆိုပြီးတော့ဖာဘီဆိုမှာပေါ်ပြထားတာပါအားလုံးကျေးဇူးတင်ပါတယ်